ဒီနေ့မှာဆိုရင်တော့ကျွန်တော်တို့ကမင်းညရှိမဲကစားခဲ့ကြတဲ့ဒါ Premier League ပွဲစဉ်တစ်ပွဲဖြစ်တဲ့ Manchester United နဲ့ Wolverhampton တို့ရဲ့ပွဲစဉ်လေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့နေတာပွဲပြီးသုံးသပ်ချက်နေနဲ့တင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ကြည့်တော့ကျွန်တော်တို့ကပွဲကျသုံးသပ်ချက်ကတော့အကြောင်းမျိုးမျိုးကြောင့်ပဲကျွန်တော်တို့ကမလုပ်လိုက်ဘူးပေါ့နော်။အဲ့တော့ဒါပွဲပြီးသုံးသပ်ချက်လေးပဲကျွန်တော်တို့ကအတူတူလုပ်လိုက်ရအောင်။အဲ့တော့ဒီပွဲစဉ်မှာဆိုရင်တော့ကျွန်တော်တို့ကရူဝင်အာမိုရင်ပြောခဲ့တဲ့ရှိရဒီ Lion နဲ့ quarter final ဒါဒုတိယအကြော့ပွဲစဉ်တော့ဒါပွဲစဉ်ပြီးတော့ဒါသူပြောခဲ့တဲ့အတိုင်းပဲ Ruben Amorim အနေနဲ့ဒါ Yu Bali ပွဲစဉ်တွေကိုပဲတိကျအာရုံစိုက်ပြီးတော့ကြိုးစားသွားမယ်ကျွန်တော်အဓိကရည်ရွယ်ချက်က Champion League ဝင်ခွင့်ရရှိဖို့အတွက်ဖြစ်တဲ့အတွက်ကြောင့်မလို့ Ruben Amorim အနေနဲ့ဒီ Yu Bali ပွဲစဉ်တွေမှာတိကျလေးအာရုံစိုက်ဖို့ရှိရတဲ့အတွက်ကြောင့်မလို့ဒီကြံနေတဲ့ဒါ Premier League Legend ပွဲစဉ်တွေအကုန်လုံးကိုဒါလူငယ်မျက်နှာတိကစားသမားတွေကိုပဲတိကျလေးနေရာပေးပြီးတော့ သူ့အနေနဲ့ရှင်းမဲ့ကစားသွားမယ်ဆိုပြီးတော့လေပြောထားရဆိုတော့သူပြောခဲ့တဲ့အတိုင်းပဲလေဒီပွဲစဉ်မှာကျွန်တော်တို့ကလူငယ်မျက်နှာသစ်ကစားသမားတွေကိုနေရာပေးလာခဲ့တယ်နောက်တစ်ပိုင်းမှာဆိုရင်လည်းကျွန်တော်တို့ဒီ Ferdison ပေါ့နော် Ferdison ဆိုရတဲ့လူငယ်ကစားသမားကိုဒါပွဲထွက်လာခဲ့တယ်ဆိုတော့ဒီကစားသမားအနေနဲ့ဆိုရင်ဒီပွဲစဉ်မှာကြည့်မယ်ဆိုရင်အဲတော်တော်လေးခြေစွမ်းပိုင်းမှာတည်ငြိမ်တဲ့ပိုင်းမှာတော့ပါတယ်ဗျာအဲ့တော့ကျွန်တော်တို့ကအများကြီးတော့မျှော်လင့်လို့ရတယ်နောက်တစ်ပိုင်းမှာဆိုရင်တော့ကျွန်တော်တို့ဒီဒါလော့တို့ဘာလို့ဆိုရင်လည်းအနားပေးထားတယ် အဲကျွန်တော်ကမာဇာဝါရီပါတယ်လင်ဒီလော့ပါတယ်ပက်ရီဒိုဂူတော့ကျွန်တော်ကညာဝင်းမှာထုတ်ပြီးတော့ကစားခဲ့ရဆိုတော့မာဇာဝါရီနဲ့ဒိုဂူနဲ့အတွဲဘက်ကိုကြည့်မယ်ဆိုရင်လည်းနှစ်ယောက်လုံးကတော့မြန်တဲ့ထဲမှာတော့ပါတယ်အဲ့တော့ဒီပွဲစဉ်ကတော့ကျွန်တော်ဒီ9-0နဲ့အထဲမှာတော့မနိုင်ခဲ့တဲ့ပွဲစဉ်တစ်ခုလို့တော့ပြောလို့ရတယ်လူချင်းပိုင်းမှာကြည့်မယ်ဆိုရင်ကွလပိုင်းမှာဆင်လဲဦးကာတေတို့အယ်ရီဆန်တို့ပါတယ်ဟိုမှာဆိုရင်လည်းဟယ်ရီအမတ်ဟယ်ရီအမတ်ကတော်တော်လေးဟိုကျွန်တော်ကြိုက်တဲ့ထဲမှာပါတယ်ဗျာဘာလို့လဲဆိုတော့ဟယ်ရီအမတ်ဆိုရင်လည်းကျွန်တော်အများကြီးဒီတက်ပို့ပြီးတော့ကောင်းလာပွဲရှိတယ်နောက်ပြီးတော့ ဒီဘွဲတင်မှာပြောချင်တာဂါနာဂျိုနဲ့ကိုဝင်မိုင်နူကိုဝင်မိုင်နူဆိုရင်လည်းကျွန်တော်တို့ကဒဏ်ရာပြဿနာကနေပြီးတော့ပြန်ပြီးတော့တက်တာလာခဲ့တဲ့အခြေအနေကနေစပြီးတော့အခုလက်ရှိအခြေအနေတွင်းမှာဆိုရင်တော့ခြေစွမ်းမကနည်းနည်းလေးပြန်ပြီးတော့တည်ငြိမ်လာတယ်လို့တော့ပြောလို့ရတယ်နောက်တစ်ခုရှိတာကဂါနာဂျိုအနေနဲ့ဆိုရင်လည်းဒီဘွဲစင်မှာဘောတော့ကွင်းလေဒီပြန်ပြန်ပြီးတော့ဆင်းယူတဲ့အနေထားတွေကတကယ်ကိုအားအစရာကောင်းတဲ့အနေထားတွေဆိုတော့ကျွန်တော်တို့ဟိုကန္နာချိုလည်းအများကြီးမျောလင်းလို့ရတယ်ပေါ့နော်။နဲရိုနံပါတ်10နေရာမှာကြည့်မယ်ဆိုရင်ဇက်စီကအသင်းနဲ့တော်တော်လေးအံဝန်ကြဖြစ်သွားပြီပြ။မတ်ရှော့ဝိုင်လန်ကတော့အခုလက်ရှိအချိန်ထိတော်တော်လေးအဆုံးသက်တွေညံ့နှုံးပဲ ဲ့တော့ကြောင့်မလဲ Ruben Amorin အနေနဲ့ဆိုရင်လည်းဒီလိုမျိုးပွဲတွေဟိုတင်မလား Huban တို့ဘုံမောက်တို့အဲ့လိုမျိုးပွဲစဉ်တွေမှာဆိုရင်လည်း Match White Line အောင်ပဲပွဲထွက်ခွင့်ပေးထားပြီးတော့သူ့အတွက်အများကြီးစူးစမ်းခွင့်တွေပေးထားတဲ့အချိန်နေတောင်မှပဲ Match White Line အနေနဲ့ Twin Go မရဘူးဆိုရင်တော့တော်တော်လေးတိုင်ပတ်သွားဖို့ရှိတယ်အဲ့တော့အခုလက်ရှိအချိန်နေတီရကြည့်ရမယ်ဆိုရင်တော့ White Line ကတော်တော်လေးတော့အချိန်နေစိုးနေတဲ့ထဲမှာပါတယ်အဲ့တော့ကြောင့်မလို့တခုစိုးရင်ကြရှိတာကဟိုဒီရာသီကုန်တာနဲ့ဝိုင်လန်းကိုကျွန်တော်တို့ဒါအငားနဲ့ဘေးတင်းကိုချမလားဒါမှမဟုတ်ဒီအတင်းမှာပဲဆက်ပြီးတော့ထိန်းထားမလားဆိုတော့ မပြောတတ်သေးဘူးပဲဗျာဆိုတော့ဇက်စီကအတင်းနဲ့အဝန်ကြဖြစ်သွားပြီဆိုတော့ဝိုင်လန်းကိုတေချာပေါ့အငားနဲ့ချိုင်ချာမချိုင်ဒါရောင်းမှတိုက်စစ်အစ်တစ်ယောက်ကထပ်ပြီးတော့ခေါ်လို့ရမယ့်အခြေအနေရှိရာဆိုတော့ဝိုင်လန်းကိုကကျွန်တော်တို့အတင်းမှာဆက်ထားမယ်မထားဘူးဆိုတော့ကျင်းနေတော့မပြောနိုင်ဘူးเนาะအဲ့တော့ကျွန်တော်တို့ဒီပထမပိုင်းဒီဘိုင်းလုံးမှာ United ကအသာစီးရပြီးတော့ဒီပွဲစဉ်မှာကစားနိုင်ခဲ့တယ်ဆိုပေမဲ့လည်းရှွန်းတာကအနေထားမှာကြည့်မယ်ဆိုရင်လည်းတော်တော်လေးဟိုတိတာရပြပြတော်တော်ရှုမှဆိုရင်၄ချိန်ပဲရှိရပြရှွန်းတာကထိရဆိုတော့၂ချိန်ပဲရှိ၂ချိန်မှ၁ချိန်ဂိုးတယ်ဆိုတော့ ။ဦးနာနာရဲ့ကျွန်တော်တို့ပို့ရမှုကတော့အားလုံးလည်းမြင်ကြတဲ့အတိုင်းပဲပေါ့နော်။ ။အိုနာနာအနေနဲ့ဆိုရင်ဒီ free kick ကလုံးဝမဖြစ်သင့်တဲ့အနေအထားကြီးမှာသူ့အနေနဲ့နည်းနည်းလေးဟန်ချက်လွဲသွားတယ်လို့လည်းပြောလို့ရတယ်။မပြီးသင့်တဲ့ goal ကြီးကိုဟိုကန်နာနဲ့ကန်ချက်ကတော်တော်လေးကောင်းပါရဲ့။ဒါပေမဲ့အိုနာနာအနေနဲ့ကျွန်တော်ကဖမ်းမယ်ဆိုရင်တော့ဖမ်းလို့မီးတဲ့အခြေအနေကြီးမှာ goal ခွင့်ပြုလိုက်ရတာတော့တကယ်ကိုနှမျောဆိုင်ပေါ့နော်။အဲကျွန်တော် United ပရိသတ်တွေနဲ့ဆိုရင်လည်းဘာသူဘာမှဒါမတက်နိုင်တဲ့အခြေအနေခုပေါ့ဗျာ။ဘာလို့ကြောကျွန်တော်က United ပရိသတ်တွေဆိုရင်လည်းဒီ United နဲ့ပတ်သက်ပြီးတော့ဘာမှ Premier League နဲ့ Premier League မှာဆိုရင်ဘာမှအဲ့လောက်ကြီးထွေထူးထူးမျောလင့်ကြလဲမရှိတော့တဲ့အနေအထားတစ်ခုမှာဆိုရင်တော့ဟိုတန်းလဲမစင်းဘူး ချန်ပီယံလိဝင်ဝင်ရရှိဖို့ဆိုရင်လည်းအဲ့လောက်ကြီးမလွယ်ကူတဲ့အခြေအနေမှာတော့အခုလိုမျိုးဒါအဲရှုံးတာနိုင်တာကတော့အဲ့လောက်ကြီးတော့ခေါင်းထဲတော့မရှိတော့ပါဘူးဒါပေမဲ့ယူပါလိတခုတော့ကျွန်တော်တို့ဒါမျော်လင့်ရမှာပေါ့နော်ရူဘင်အာမိုရင်ပြောသလိုပဲကျွန်တော်တို့အဓိကပြမှတ်ကယူပါလိဖလားရဖို့ပဲယူပါလိမှာဒါကျွန်တော်တို့ချန်ပီယံဖြစ်ခဲ့မယ်ဆိုရင်တော့ချန်ပီယံလိကိုလည်းတိုင်းရဲ့ဝင်ဝင်ရမှာဆိုတော့တော်တော်လေးအဆင်ပြေနေတဲ့အနေအထားဆိုတော့ကျွန်တော် ယူပါလိမှာဘယ်လိုမျိုးအခြေအနေအထိဒါရူဘင်အာမိုရဲ့ United အနေနဲ့ဆက်ပြီးတော့ရှိသွားမလဲဆိုတော့တကယ်ကိုစိတ်ဝင်စားနေကျွန်တော်စောင့်ကြည့်ရမှာပေါ့နော်အဲ့တော့နောက်လာမယ့်ကျွန်တော်ဒါဘုံဘောင်းနဲ့ပွဲစဉ်မှာဆိုရင်လည်းရူဘင်အာမိုရင်ပြောသလိုပဲသူ့အနေနဲ့ဒီလူငယ်ကစားသမားတွေကိုပဲပေါ်ထွက်ခွင့်ပေးသွားမယ်လို့တော့ကျွန်တော်တော့မြင်ပါတယ်အဲ့တော့ United ပရိသတ်တွေအနေနဲ့ဆိုရင်ရောကျွန်တော်ဒါမင်းညရှင်းမဲ့ကစားခဲ့ကြတဲ့ Manchester United နဲ့ဒီ Huvaland တို့ကပွဲစဉ်လေးနဲ့ပတ်သက်ပြီးတော့ဘယ်လိုမျိုးမြင်ကြလဲဒီပွဲစဉ်မှာဆိုရင်ရောတိုက်စစ်ပိုင်းနဲ့ပတ်သက်ပြီးတော့ဘယ်လိုမျိုးမြင်လဲ ဒီလူငယ်ကစားသမားတွေနဲ့ပတ်သက်ပြီးတော့ဘယ်လိုမျိုးမြင်ကြလဲကွန်မန့်မှာတစ်ချက်လောက်ဆွေးနွေးပေးသွားကြပါအောင်အစောင့်နေ့ကြည့်ရှုပေးကြရပရိသတ်တရားချင်းစီတိုင်းကိုကျေးဇူးများကြီးတင်ပါတယ်ကျွန်တော်ရဲ့ Facebook နဲ့ YouTube Channel ကိုလည်း Like and Subscribe လုပ်ထားပေးဖို့တောင်းဆိုချင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်